အာအောင်ကျန်းနေကြတော့ဒီကျောက်ဆုနဲ့ပတ်သက်ပြီးတော့မှဒီ MRT4 ဟာလည်းကုန်ခင်တာပေါ့အဲတော်တော်များများနဲ့လည်းကုန်ခင်ပါတယ်အဲ့ကလေးကဒါပေမဲ့နောက်ပိုင်းကျတော့အလိုရေးရှိဘယ်လိုခေါ်မလဲဒီဖြတ်တန်းလာတဲ့ချိန်မှမှဒီဆယ်ဆုနှစ်ကျော်မှမှစကားရင်တို့ပဲတို့ညပဲချက်နာပေါ့အဲတို့ညကတော့တကယ်ကိုအဲ့လိုမျိုးဘယ်လိုခေါ်မလဲအစဉ်ပြေတယ်ပြောလို့ဆိုလို့ရတယ်အဲ့လိုပြောလို့ဆိုလို့ကောင်းတယ်ပေါ့နော်အဲ့လိုတူတာတဲ့ကိုနာရယ်မတွေ့ရတဲ့တကယ်စနစ်ညပါ အဲအဲ့လိုမျိုးတော့ကျူရိုင်းရောဟိုလိုရေးပါတယ်အဲ့လိုမျိုးပတ်တက်ထဲမှာတော့မပါဘူးဒါပေမဲ့ငငယ်တော့တော့တောင်ကိုပါတော့အဲ့လိုမျိုးပေါ့နော်အာအဲ့လိုဒီဘယ်လိုခေါ်မလဲရေပုံးနဲ့ချပြီးအဲ့လိုမျိုးပတ်တက်ချင်တော့အဲ့လိုကျုံပါတယ်တီးရသလောက်တော့ရိုင်းရောကျူအဲ့လိုဒီရိုင်းအဲ့လိုအားကြီးအဲ့လိုလက်လုံအဲ့လိုခွက်ကျအဲ့လိုမျိုးဟိုဘာဖြစ်တက်ထဲမှာတော့မပါဘူး sorry ထဲမှာမပါဘူး minus ဆိုလဲထိုင်အများဆုံးတက်ရက်ပဲအဲရှောက်လဲဆိုလဲတက်ရက်ပဲအဲ့လောက်ပဲဟုတ် တခါတလေမှတော်တော်ကြာပါအဲဟိုလူတိုင်းကတော့ဒါဟိုဘောဘယ်လိုဖြစ်မလဲဟိုကိုယ်အတိုင်းတာနဲ့ကိုယ်အထွာနဲ့ကတော့ဟိုစင်လဲစိတ်စင်ရလျက်ပေါ့နော်စိတ်လဲစိတ်အလျက်ပေါ့အမေတခုရှာကြတော့တခါတလေကြောက်ရှင်လဲကိုရီကြတော့ဒီဒီဘာအများဆုံးဖြစ်ဟိုဒီ social media ဆိုတဲ့ဟာမျိုးကြီးရလေအဲ့လိုအမှန်မဟုတ်ဘဲနဲ့အမားကြီးများနေဟာမျိုးကြီးပေါ့နော်အဲအဲ့တော့တခါကြတယ်လဲဘာလည်းမဟုတ်အဲ့လိုရင်တော့တော့စာလေးဆိုအဲ့လိုရေးရပေါ့နော်ကိုယ့်ရဲ့အကောင်အဆိုးကိုစိတ်ခံစားမှုတွေဘာလဲဒါမှမဟုတ်တိတ်မရေးဖြစ်တော့အမေအဲ့လိုစိတ် ကြာတော့ဒီချိန်မှာတော့အဲကိုတယောက်တည်းမဟုတ်ပါဘူးအကုန်လုံးတော့ကြာနေတော့ကြံဖန်ပြီးပျော်နေတာခါကြောက်လဲအဲ့လိုညိုချလို့မရတာဟာမျိုးလေးကြာတော့လဲအဲ့လိုမျိုးနေလေးအဲ့လိုရေးပြီးတင်ပြီးလိုက်တာမျိုးပေါ့အဲတကယ်တမ်းကကောင်းတော့လည်းမကောင်းဘူးပေါ့တကယ်တမ်းအမှန်တမ်းပြောလို့ရှိရင်ဒါပေမဲ့အရန်တန်မှကြည်အောင်ဆောင်ပြပြီးတော့မှလုံလုံလေးအဲ့လိုမျိုးပေါ့နော်ထွက်ပေါက်ရှာထက်စာလို့ရှိရင်အဲ့လိုကိုကိုစနေလေးစိတ်ကြည်လက်ပြောတချို့ဆိုလို့ရှိရင်လာပြီးအဲ့လိုချက်ပေါက်ကနေမေးကြတယ်ပေါ့နော်ဘာအစမပြရရှိလဲဘာဖြစ်လဲညာဖြစ်လဲဆိုအဲခါကျတော့ပြောလို့ရရသူဆိုကိုပြောပြလိုက်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုနည်းနည်းစိတ်သက်သာရပါဘော တော်တော်များများတော့ကြိုးကလေးဟိုဘယ်လိုခေါ်ပလဲနည်းနည်းအပေါင်းနဲ့ဆိုလည်းအဲ့လိုရွေးပေါင်းတာများတယ်ပြီးတော့နောက်အဲ့လိုတိုင်ယွန်းစင်ရှိရလဲအဲအဲဘယ်လိုခေါ်တိုင်ယွန်းစင်ရလဲအဲ့လိုတယောက်ဆိုတယောက်ပေါ့နော်နည်းနည်းအစွဲလန်းကြီးရလဲပါတယ်အဲ့တော့ဟိုဟိုအရင်ကခင်နေသူတွေဆိုလို့ရှိရင်လည်းအခုချိန်ထိခင်နေသေးပဲအဲ့လိုမျိုးသူတို့မခင်မတာပေါ့နော်တော်တော်ကြိုးကနဲ့အဲ့လိုပြဿနာဖြစ်တယ်ဆိုတော့ရှားပါတယ်ပြီးတော့တော်တော်လည်းကိုယ်နဲ့ပေါင်းတင်ဆက်ဆံဖို့ဆိုတာလဲမလွယ်သလိုပေါင်းတင်ဆက်ဆံပြီးွားလို့ရှိရင်လည်းအဲ့လိုပြတ်တယ်ထဲမှာမပါပါဘူးအဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုခေါ်တကယ်မိသားစုတွေလိုပါပဲကိုယ်လူတွေလိုပါဒါကတော့ဒီမီဒီယာ စာနယ်ဇင်းဟိုအရင် channel တို့ magazine တို့အဲ့လိုခကြရခိနေတဲ့လူတွေစုပိုတိမှာပါအခုချိန်တော့အခုတော့ဘာမှတော့မလုပ်အဲ့အဲ့လူတွေလက္ခဏာနားထားတယ်ဂျာတာဘတ်ဆိုတော့လေဟိုဘလို့ခေါ်မလဲအဓိကအလုတ်တမရှာပါတယ်ပြဿနာပြီးနောက်တစ်ခုကဟိုအားလုံးကကိုယ့်ကိုချစ်လို့ဝဲတာဆိုတာကိုသိတယ်ဆိုပေမဲ့အဲ့လိုသူတို့ဝဲတဲ့အပေါ်မှာမကိုယ်အဲ့ဝဲတဲ့တန်နဲ့တန်ကြီးထက်ပို့တဲ့အဲစီစနာကိုအလိုပေးချင်တာပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကိုကိုရိုင်းအလုပ်တစ်ခုကအစားဆုံးကျွမ်းချင်တာမဟုတ်လို့ရှင့် အဆင်မပြေဘူးပေါ့ပြီးတော့နောက်တစ်ခုကကျတော့ဟိုသူများဆိုတာကိုယ်လောက်မဟုတ်တော့လေအဲကိုယ်မှလည်းအပေါ်ဆုံးကစေတနာနဲ့တည်ရမလားအချမ်းသာဆုံးဇာတိတာပဲရှိတာဆိုတော့အဲ့တော့ကိုမလုံနိုင်တဲ့ဟာမျိုးလေးတော့ဒီတိုင်းပဲထားထားလိုက်တော့တယ်ဒါပေမဲ့နောက်ကိုတစ်ချိန်ပေါ့နော်ကိုစိတ်တိုင်းကြာလောက်မဲ့သူတွေ့ရင်ကိုအဲ့လိုမျက်နှာလွှဲလို့ရမယ်သူပြောကိုလည်းတေချာဖြစ်ဖြစ်စီလုံနိုင်မဲ့ဟာမျိုးကိုလည်းတေချာကြွန့်ကြံသွားပြီဆိုတော့ပြန်လုံပါပါအဲများသောဖြင့်လုံတွေကတော့အသက်ကြီးလာတဲ့အမြပေါ့နော် plan b plan b plan c ကတော့ဒါတော့ထားရမှာတွေ့ရမှာပေါ့ဆိုတော့ ဟိုဘယ်လိုခေါ်မလဲဘွားကြီးအလုံးနဲ့တိဆောက်ခဲ့တာဆိုတော့အဲကိုဒုက္ခရောက်တဲ့ချိန်မှာကိုဟိုနှုတ်ဤဆောင်မှခြင်းတော့၎င်းပေါ့နော်အဲ့လိုဟိုလက်ဤဆောင်မှခြင်းတော့၎င်းအဲ့လိုမျိုးပေါ့အဓိကတော့ကိုတကယ်အဲ့လိုဟိုဒုက္ခရောက်တဲ့ချိန်မှာတကယ်တမ်းကိုပေါ့အဲ့လိုဟိုဘယ်လိုခေါ်မလဲအနေအများမဟုတ်ပေါ့နော်ဒါကြတဲ့ကြောင့်ရှိလဲချို့အဲ့စားလေးတစ်ချောင်းစားကားလေးတစ်လုံးအောင်ကုတ်တဲ့အများကြီးခွန်အားဖြစ်စေသလိုဟိုဘယ်လိုခေါ်မလဲကုညီတဲ့လက်တရားဘလို့ဆူတောင်းမိတဲ့ပါဇက်တွေထဲလက်ထိရောက်တယ်ဆိုတော့အဲ့လိုအဲ့လိုမျိုးတွေလူတွေလည်းရှိရယ်ဆိုတော့လေအဲ့တော့ အဲ့အဲ့လိုလူတွေအပေါ်မှာတော့အကုန်လုံးကြိုးတန်အောင်ဆိုရင်ရှိပါတယ်ကိုကြီးများတာလည်းတရားမဝဲတည်းမလားထာမသိရလူဆိုလို့ရှိရင်တော့ကိုနေကနည်းနည်း allocated ship ပဲတိတ်မလွယ်တော့လीအဲသူတို့တွေကတော့အဆင်ပြေဟိုရင်နေကလည်းငယ်ပေါင်းတွေလည်းငယ်ပေါင်းတွေဆိုတော့ဟိုပြောမလားဆိုမလားပေါ့အာအောင်ကျန်းနေကြတော့ဒီကျော်စုနဲ့ပတ်သက်ပြီးတော့မှဒီ MRT4 ဟာရယ်အကုန်ခင်တာပေါ့အဲတော်တော်များများနဲ့လည်းအကုန်ခင်ပါတယ်အဲ့ကလေးကဒါပေမဲ့နောက်ပိုင်းကျတော့အလိုရေရှိဘယ်လိုခေါ်မလဲဒီဖြတ်တန်းလာတဲ့ချိန်မှာမှဒီဆယ်စုနှစ်ကျော်မှမှစကားရင်သူတို့ပဲသူတို့ညပဲချက်နာပေါ့ အဲတယောက်တစ်မျိုးစီပေါ့တယောက်တစ်မျိုးစီပေါ့ဆိုတော့ဟိုသွားမှာပြောလို့ပေါ့ဟိုအဲကျဆုဆိုလို့ကျဆုလျောက်ပေါ့နော်တချို့လုတ်ကလေးဆိုလို့ရှိရင်ဟဲ့နေအစင်ပြောင်းလုတ်ပေးလိုက်ပါသေးရမလားချို့လို့ဆိုကိုကလည်းဟဲ့ငါဒီလိုတော့လက်ခံတာဒါလေးလုတ်ပေးပါပေါ့နော်အောင်ရင်ကျန်းနေဆိုလည်းအဲ့လိုပါပဲဟိုအဓိကတော့ဟိုငွေကြေးဆိုတာထက်ကိုပေါ့နော်ခါတလေမှာတချို့လုတ်တွေကြတော့ဟိုအလုတ်လုတ်နေရရင်ကိုကအဲ့လိုကိုယ့်အတွက်အဲ့လိုအစင်ပြေတယ်ပြောရပေါ့နော်ဟိုဖြစ်မနေနာမည်အတွက်အလုတ်လုတ်ရမယ်ပတ်စံအတွက်လုတ်လုတ်ရမယ်ခါကြတော့နှစ်ခုစလုံးအစင်ပြေရတာကောင်းတာပေါ့အဲအဲ့တော့သူတို့ညကတော့တကယ်ကိုအဲ့လိုမျိုးဟိုဘယ်လိုဟုတ်မလဲ အဆင်ပြေတယ်ပြောလို့ဆိုလို့ရတယ်အဲ့လိုပြောလို့ဆိုလို့ကောင်းတယ်ပေါ့နော်အဲ့လိုသူ့သားရဲ့ကိုနာရယ်မတွေ့ရတကယ်ချင်းနေရပါအဲဘာပဲပြောဒီနေ့ဒီချိန်ထိပေါ့နော်ဒါတော့လူတိုင်းပြောနေကြစကားပါပဲအကုန်လုံးလဲအဲဒီစကားကိုပဲပြောကြတာပါဒါပေမဲ့ရိုးနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့လေဘာလို့ဒီနေ့ဒီချိန်ဒီလူညံမျိုးမှာဂျိုးရှိနေနိုင်တာပါဂျိုးလက်ခံနေသေးတဲ့သူရှိလို့အဲဂျိုးဆိုပြီးအတိမတ်ပြုတ်ပေးနေတဲ့သူတွေရှိလို့ဂျိုးဆိုပြီးတော့အကုန်လုံးကအဲ့လိုမျိုးပါနော်ဟိုဘယ်လိုဖလက်တကင်းအဲ့လိုနှွေးထွေးတဲ့သူတွေရှိလို့ဂျိုးရှိနေတာပါဘာဆိုတော့အဲကိုကိုဟိုဘယ်လိုလှလာအပ်တဲ့ဒီရက်ဝဲမှာ ရှိနေတာဆိုတဲ့ဟာမျိုးကကျတော့ဘာပြောကောင်းတယ်လေမလိုလားလို့ဂျိုးလစ်နေရတာအဆင်မပြေသလိုဒါမျိုးကတော့ဟန်ဆောင်ပြီးတော့လည်းမလို့ခေါ်လို့ကြိုးနေနေရလို့မလုပ်တတ်တဲ့သူဆိုတော့အဲ့လူတွေအများကြီးအများကြီးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလူတွေရှိနေသေးလို့လည်းကြိုးဒီနေ့ဒီချိန်ဒီဖြစ်တာဆိုတော့ကြိုးကအမြင်ညအဲ့ရဘုရားရှိခိုးရန်ဘုရားဘယ်လိုခေါ်မလဲအဲ့ရဝင်တိုင်းမြဲရှိခိုးပါတယ်ဆုတောင်းပါတယ်အားလုံးပဲအဲစက်မှန်ချမ်းသာဖို့ပေါ့နော်စိတ်ကောကိုပါပေါ့ဟုတ်ကျေးဇူးပါ